။ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကာတွန်းရွာမှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဇလန်လေးမစားခင်မှာတော့ကျမတို့ရဲ့ channel ကို like ခင် subscribe နဲ့ notification bell လေးနှိပ်ပေးသွားကြပါအောင်နော်။မနေ့ကနေနေ့တောင်ရောက်နေပြီ။ခူတီ TV ရှေ့မှာညင်ညင်လေးထိုင်နေတော့အခုရှက်ရှင် TV ပိတ်ပြီးထားခဲ့ပါ။ဒီနေ့နေမဲဟင်းချက်ရမယ်။မမေသမီးဟင်းချက်တာမမြန်ဘူးဆိုတာမမေသိရတာနဲ့ဘာအကျိုးရှိမှလဲ။ အားလုံးကစောင့်နေရမယ်။သမီးရလည်းအချိန်မီရှစ်ကြွေးနိုင်မှာမဟုတ်ဘူး။တော်တန်တိတ်ဒီနေ့နစ်စကားတွေတလုံးမငါနားထောင်မှာမဟုတ်ဘူး။အချိန်မီမရှက်နိုင်ရှက်နိုင်အောင်တော့မနှက်ပြန်ကြရင်နင့်ကငါလက်ထပ်ပေးပြင်မယ်။ရောက်ခမအိမ်ကြောင်းရင်ဒီလိုအရှိုးမျိုးရှိုးနိုင်မှာလား။ကောင်းပြီလေ။ဒါဆိုလဲထမင်းစပွဲမှာစောင့်နေကြပါ။ကျွန်မရှက်ပြီးယူလာခဲ့ပါမယ်။ဒီလိုနဲ့မိနယ်လဲမိဖို့ကြောင့်လည်းသူဝင်သွားခဲ့ပါလေ။ရီခဲတတတွေကဟင်းသီးဟင်းရွက်တွေကိုထုတ်ပြီးတော့တခုချင်းစီလှီနေခဲ့ပါလေ။ ကျက်သွန်နီကျက်သွန်ဖြူဟင်းခက်အမွေးချိုင်တွေကိုလည်းထောင်းလိုက်ပါတယ်ပြီးတော့မီးဖွင့်နေစီပူလာမဇီရာငရုတ်ဒီကျက်သွန်နီတို့ထဲစီတက်ပြီးဟင်းသီးဟဲတွေကိုစတင်ချက်ပါတယ်အုံးဖရားကြီးဒီဟင်းတွေဘယ်တော့မှပြီးမှာလဲငါဒီလောက်နဲ့တည်းအရန်ပင်ပန်းနေပြီအားလုံးကလည်းထမင်းဆောက်မှုစောင့်နေကြမှာမေညီမလေးဘာဖြစ်လို့ဟင်းရှက်ခိုင်းလိုက်တာလဲပြီးမှာအောင်မဟုတ်တော့ ကျွန်တော်တို့ byte တွေတော်တော်စနေလိမ့်လို့နှေးကွေးနေအမေတည့်ရဲ့သားနဲ့ဒီအချိန်နောက်ဆိုအမေချက်မယ်ဆိုဟင်းဆက်မျိုးတော့ပြီးနေပြီဘာတွေလုံးနေလဲမသိဘူးနှစ်နာရီကြာပြီးရဲ့နောက်မှာတော့ထမင်းဟင်းအားလုံးကိုရှက်ပြုတ်ပြီးစပွဲတော်တင်နိုင်ခဲ့ပါလိမ့်မေမေရှက်ပြီးပါပြီစားကြည့်ပြီးဘလို့နေလဲပြောပြပါအောင်နေပါစေတော့တမီးရဲ့အခုဆိုရေဆဲခွက်တောင်တောက်ပြီးပြီ byte လည်းတော်တော်ပြည့်သွားပြီဘာတွေလုံးနေရလဲအချိန်ကြာကြီးဒီလောက်အချိန်ကြာကြီးရှက်ဖို့လိုလို့လားအမေသားဆိုရင်ဟင်းဆက်မျိုးတော့ရှက်ပြီးပြီ အဲ့ဒါကြောင့်ပြောတာပေါ့မိမိရဲ့ဒီကောင်မလေးနဲ့တော့ဘာအလုံးမှမမြင်မပြီးရောက်ခမရဲ့ညာသူဘလို့နေမလဲမသိဘူးဟာမဟုတ်တာကျမရောက်ခမကိုချူပြောထားမှာပေါ့ကျမအဟင်းနေမမြင်မချက်နိုင်ဘူးလို့အေးနင်အဲ့ဒီလိုပဲပြောနေလိုက်တော့ရောက်ခမရဲ့ရောက်တာနဲ့ကိုယ့်ရဲ့အားနေချက်တူအရင်ပြောပြဟိုကနင်တို့ကိုနှိမ်လိမ့်မယ်မြင်မြန်ချက်ဖို့တင်ယူစူးစမ်းမယ်ဆိုတာတော့မရှိဘူးရဲ့သားတစ်ပတ်အနေငယ်ကြာမှာတော့မိနွယ်ကောလိပ်ပြီးသွားခဲ့ပါလေဖခင်ဖြစ်သူစူပါကသမီးအတွက်သတို့သားလောင်းရှာဖွေခဲ့ပါလေ မကြခင်မှာပဲတမီးတို့လာကြည့်မယ်ကောင်းလေးဘက်ကမိသားစုတွေရောက်လာခဲ့ကြပါတယ်လာပါရှင်ထိုင်ကြပါဦးကဲမင်းတွေအားလုံးတို့လက်ဖက်ရည်တော့ဖြော်လာခဲ့ဒီလိုနဲ့မင်းနဲ့လည်းမိဖို့ကြောင့်လည်းဝင်ပြီးလက်ဖက်ရည်ကိုတဆင့်ချင်းစီဖြော်နေပါတော့တယ်ဩဒီကောင်မလေးအခုထိလက်ဖက်ရည်မပြီးသေးဘူးလားမသိတော်တော်ကြာနေပြီ သွားကြည့်လိုက်ပါဦးမယ်လီမိဖို့ကြောင့်လည်းရောက်တော့မိနွယ်ဟာလက်ဖက်ရည်ကြုံနေတုံးပဲရှိပါသေးတယ်လက်ဖက်ရည်ဖြူဟာဒီလောက်ကြာလားဟိုမှာဧည့်သည်တွေအကုန်လုံးစောင့်နေကြတယ်ရောက်ခမအိမ်မှာလူတွေဘလုံးများရှက်ကြီးမှလည်းဒီပုံစံနဲ့ဒီလိုနဲ့အမေဖြစ်သူကသာလက်ဖက်ရည်ကိုဝင်ပြီးကြိုးပေးလိုက်ရပါတယ်အမရေခင်ဗျားသမီးကအယမ်းလာတာပဲကျွန်တော်တို့ပထမဆုံးမြင်လာတဲ့ဒီသဘောကျနေပြီဟုတ်တယ်အမေကျွန်တော်လည်းအယမ်းသဘောကျတယ်ကဲအမ ကျွန်တော်မိသားစုဝင်တိုင်းကခမည်းသမီးကိုတော်တော်သဘောကျသွားပြီ။ဒါကြောင့်ကျွန်တော်တို့ဘက်ကဒီစိစက်ပွဲကိုတေချာပြီးလို့မှတ်ယူလိုက်ပါပြီ။စိစက်ပွဲအတီးပြုပြီးရဲ့နောက်ဧည့်သည်များအားလုံးပြန်သွားကြပါလိမ့်။မိနဲ့နောက်တလဆိုရင်နေမင်္ဂလာဆောင်ရတော့မယ်။ဒီရှက်ပြုတ်တာလုံးဝမတက်သေးဘူး။အချိန်မီလည်းမရှက်နိုင်ဘူး။ရောက်ခမအိမ်မှာဒီလိုမျိုးလုပ်လို့မရဘူး။အနည်းဆုံး9မိနစ်အတွင်းနဲ့ဟင်းဆက်မျိုးရှက်ပြီးပြင်ဆင်ထားရမယ်။ဒါမှရောက်ခမရဲ့အမြဲတမ်းပျော်ရွှင်နေမှာ။ဒါပေမဲ့မမေဒါကတော်မှန်ကိစ္စမဟုတ်ဘူးလေ။ 5မိနစ်အတွင်းဟင်းဆက်မျိုးကျမဘယ်လိုလုပ်ချက်နိုင်မှာလဲဟင်းတစ်မျိုးနဲ့တော့မချက်နိုင်တာ။ငါပြောတာနားထောင်။ငါရဲ့လှုပ်ဝှက်ချက်တစ်ခုကိုနင့်ကိုပြောပြမယ်။အစားအသောက်ကောင်းနေရလူသားရဲ့နှလုံးသားကိုအနိုင်ယူနိုင်တဲ့ဟဲ့။နင်မချက်နိုင်ရင်လည်းညဘက်တွေမှာဟင်းသီးဟင်းရွက်တွေအကုန်နှိထားအမွှေးကြိုင်မျိုးလည်းထောင်းထား။မုံညက်တွေနေမယ်၊ဆန်တွေစီးမယ်၊ပဲစိန်တာတွေကိုအရင်လောက်ထားလိုက်ပါ။ဒါဆိုရင်မနေ့ကျရင်ရှက်ဖို့အချိန်သိမ့်မယူရတော့ဘူးပေါ့။ဒါပေမဲ့နင်ကနေရဆိုတာကိုရောက်ခမကိုဘယ်တော့မှမပြောပြနဲ့နော်။ မဟုတ်ရင်နင့်ကိုအပြင်းကြီးရဲ့သူလို့ထင်သွားကြလိမ့်မယ်။ကောင်းပါပြီမမီ။သမီးဒီလိုပဲလုပ်လိုက်ပါမယ်။မအိတ်ခင်အကုန်လုံးပြင်ဆင်ထားလိုက်မယ်။ဒီလိုနဲ့အဲဝင်မင်္ဂလာပွဲကျင်းပပြီးရဲ့နောက်အားလုံးအိပ်ပျော်သွားချိန်မှာမိနွေဟာမင်္ဂလာဝတ်ဆောင်နဲ့မိဖို့ကြောင့်လည်းသူဝင်လာခဲ့ပါတယ်။အားလုံးတော့အိတ်သွားကြပြီ။အခုပဲဟင်းသီးဟင်းရွက်တွေအကုန်လှိထားလိုက်မယ်။ပြီးတော့ဂျင်းချက်တုပ်ဖြူလည်းခွာထားလိုက်မယ်။ အလုပ်တွေအားလုံးပြီးသွားတဲ့အခါမှာအိယာတို့ဝင်လိုက်ပါတယ်။နောက်တနေ့အိမ်သားများနိုးလာချိန်အိမ်ထဲမှာအစားအသောက်နဲ့နေရမှွေပြက်နေပါတော့တယ်။အိုးဝါးဘလောက်တောင်ကောင်းတဲ့အနက်လေ။ရွှေမလေးမနက်စောစောထားပြီးဟင်းရှက်နေရဖြစ်မင်း။နှာချာမှာတော့မိငွေကဟင်းစိန်မျိုးဖြစ်တဲ့ပူတင်၊ထမင်းအတုံများအားလုံးကိုထမင်းစပွဲပေါ်တင်ပေးလိုက်ပါတယ်။အိုးဝါးရှင်မဟင်းတွေကအရန်ကောင်းတာပဲ။စားရတာအရသာရှိတယ်။ နေကအရန်လိမ့်မှာပဲငါတို့ပြောစရာမလိုပဲ9မိနစ်အတွင်းနဲ့ဟင်းဆိုင်မျိုးအကုန်ရှက်ပြီးရေနော်ဒီလုံနဲ့ရောက်ကမအိမ်က အိမ်သားတွေအားလုံးသဘောကျသွားပါတယ်ဟဲ့ဟဲ့အမေပြောတဲ့နီးလန်းနဲ့အားလုံးအဆင်ပြေသွားပြီနောက်တနေ့မှာတော့ရွာဧည့်သည်များလာမယ်ဖြစ်၍နောက်ထပ်ဟင်းဆိုင်မျိုးကိုထတ်ချက်ခိုင်းပါတယ်မိနွယ်တယောက်တော့တညလုံးပြင်ဆင်ရပြန်တယ်ဒီလုံနဲ့ရဲသားတစ်ပတ်အနေငယ်ကြလာတော့မြားဘက်တွေအိပ်ရေးပြတ်တာများပြီးမိနွယ်ရဲ့ကျမကြီးကစတင်ဆိုးရွားလာခဲ့ပါတယ် ဒီနေ့မှာတော့သူမရဲ့မိခင်ကိုဖုံးဆက်ပြီးရင်ဖွင့်ရတဲ့အထီးဖြစ်လာခဲ့ပါတယ်။အမေကျမတော့အရန်ပိတ်မိနေတဲ့ခွင်းဆက်တွေကိုရောက်နေပြီ။စိတ်တွေလည်းအရန်ဖိစီးနေပြီ။ဒီဟင်းဆက်မျိုးချက်တာကိုကျမမလုံနိုင်တော့ဘူး။ဒါပေမဲ့မချက်နိုင်ရင်လည်းမျက်နှာပြက်မှာစိုးရယ်။အေးဒါဆိုရင်အမေအကြံတစ်ခုပေးမယ်။ဆက်ပစ္စည်းတချို့မှားလိုက်ပါလား။အော်တိုမက်တစ်လောက်ရတဲ့မီးဖိုတို့၊ကျိတ်ဆက်တို့အရွက်လီဆက်တို့လေ။အိုးဖျားကြီးဒါတွေကဝယ်ရမှာအရန်စေးကြီးရယ်။ဘယ်သူမှလည်းဝယ်ပြီးမှမဟုတ်ဘူး။ တမင်းစုထားတဲ့ပတ်စံနဲ့သူတို့မသိအောင်ဝယ်လိုက်လေပြီးတော့အဲ့ဒီဆက်တွေကိုမိဖို့ကြောင့်ရဲ့တနေရာမှာဝှက်ထားလိုက်ပေါ့ဒီလိုနဲ့မိနယ်လဲသူမရဲ့မိခင်အကြံပေးတဲ့အတိုင်းဆက်ပစ္စည်းများဝယ်ပြီးရောက်ခမများမသိအောင်လှုပ်ဝဲရှက်ပြုံနေခဲ့ပါတယ်တရက်မှာတော့မိနွယ်တို့ရက်ွက်ထဲမှာဟင်းရှက်ပြိုင်ပွဲကြီးကျင်းပပါတော့တယ်။ငါရွှေမှာဟင်းဆက်မျိုးတော်ချက်နိုင်တယ်။ဒီပြိုင်ပွဲကိုတေချာပေါက်အနိုင်ရလိမ့်မယ်။ဟုတ်တယ်မလားရွှေမ။မိနွယ်တယောက်ဘာမှမပြောနိုင်မဲစိတ်ပူနေခဲ့ပါတယ်။ ဒီတော့သူမရဲ့မိခင်ကိုဖုံးထက်ဆက်ပြီးတိုင်မရပြမာတယ်။အမေလောက်ကြပါအောင်ဒီမှာသမီးကိုဟင်းရှက်ပြိုင်ပွဲတွေဝင်ပြိုင်ခိုင်းမလို့တဲ့။သမီးဟင်းရှက်နှေးရည်ပေါ်ကုန်တော့မှာပဲဘလို့လောက်ရမလဲအမေဟင်းရှက်ပြိုင်ပွဲမှာစက်ပစ္စည်းတွေလည်းမတုံးရဘူးလေအမေရဲ့။မိနွယ်ဖုံးပြောနေတဲ့စကားအတန်တွေကိုရောက်ခမဖြစ်သူကအမတ်တမဲကြားသွားခဲ့ပါလေ။ရှင်းမလေးပြီးပြည့်စုံတဲ့သူဆိုတာမရှိဘူး။ ငါလဲမင်္ဂလာမဆောင်ကြီးချက်ပြုတ်တာအရန်နေဒါပေမဲ့ငါရခုမလူအစတွေကအမှန်တိုင်းအကုန်ပြောပြခဲ့ဟုတ်တယ်ရှေးမနေမလိန်သိအောင်ငါတို့ကနေ့ကိုကျိုးစင်တင်ပြီးကွက်မျက်မှာလဲမဟုတ်ဘူးလေကိစ္စမရှိပါဘူးအခုငါတို့နေ့ကိုတင်ပေးမယ်ဟင်းဆယ်မျိုးမြန်မြန်ဘလို့ရှက်ရမလဲဆိုတာနောက်တနေ့မှာတော့မိနွယ်ကဝှက်ထားတဲ့ဆက်တွေအကုန်လုံးထုတ်ပြပြီးအမှန်တိုင်းပြောပြလိုက်ပါတယ်ရောက်ခမမိသားစုကမိနွယ်ကိုစိတ်မဆိုးသည့်အပြင်မိဖို့ကြောင့်လည်းမှ၂ရက်၃ရက်ကြာအောင်မြန်မြန်ရှက်ပြုတ်နည်းများကိုသင်ပေးကြပါတယ် မကြခင်မှာပဲရှက်ပြုတ်ပြိုင်ပွဲနဲ့ရောက်လာခဲ့ပါတယ်။မိနွေကတင်ထားတဲ့အတိုင်းလက်ဆန်းပြပြီးဟင်းသုံးမျိုးကိုအချိန်မီရှက်ပြုတ်နိုင်ခဲ့ပါတယ်။ Oh my god ဒီအစားတော့ကအရင်ရတာရှိတယ်။ဒီအမွေးကြိုင်တွေကဘလောက်တောင်ပြီးပြည့်စုံလဲ။ဒိုင်နူကြီးတွေကမိနွေကိုပြိုင်ပွဲရဲ့အနိုင်ရသူအဖြစ်ကျင်ညာခဲ့ပါတယ်။ရောက်ခမကြီးကြည့်ပါဦး။ကျမဒီရှက်ပြုတ်ပြိုင်ပွဲမှာအနိုင်ရခဲ့ပြီ။ဒါတွေအားလုံးကအမေတို့ကြောင့်ဖြစ်လာတာပါ။ပြီးတော့မမေကြီးကြည့်ပါဦး။ မမေသမီးရီ9မိနစ်တွင်ဟင်းဆက်မျိုးချက်ပြီးတော့ပြင်ဆင်နိုင်ခဲ့တာမမေရဲ့အဲ့ဒီနေ့နောက်ပိုင်းမှာတော့မိနွယ်ရဲ့ယုံကြည်မှုတွေကနှစ်ဆတိုးလာခဲ့ပါတယ်။သူမရဲ့ရှက်ပုတ်စွမ်းရည်တွေကလည်းလုံးဝပြီးပြည့်စုံလာခဲ့ပါတယ်။ဟင်းဆက်မျိုးကိုအချိန်9မိနစ်အတွင်းမှာပဲအမှန်တကယ်ရှက်ပုတ်ကျွေးမွေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့သူမဟာအချိန်မီရှက်ပြုတ်နိုင်ခဲ့တယ်လို့အဲ့ရည်လည်းမဖြစ်တော့ပါဘူး။